်မင်္ဂလာပါဒီနေ့ကတော့မိတ်ဆွေတို့တို့ရတရားကောင်းလေးတစ်ခုကိုပြောကြားပေးခြင်းလို့ဒီဗီဒီယိုကိုရိုက်လိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောမယ့်အကြောင်းအရာကရတရားအကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေဟာဘီဒင်ရတရားပေါ်မှာယုံကြည်မှုအတိုင်းအတာတစ်ခုရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဟာမိတ်ဆွေတို့အတွက်ဘာပဲပြောပြောအကျိုးရှိမဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ် ကိုကဗီဒီယိုရေဒီယိုနဲ့ပတ်သက်ပြီးယုံကြည်မှုမရှိဘူးဆိုရင်တော့ဒီဗီဒီယိုဟာကိုတော့အချိန်ကုန်ပေးကုန်တဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်အဲ့တော့ရေဒီယိုယုံကြည်တဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာမှငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကြေးအရန်ရှာတယ်တချို့လူတွေငွေလဲဝင်တယ်တို့တော့ငွေမြဲမြံဖို့တော့အားနည်းတယ်ယူပေါက်တွေများတယ်ယူပေါက်တွေများတယ်ဆိုတဲ့နေရာမှာနှစ်ပိုင်းရှိပါတယ်ကိုကငွေရှာတယ်ကိုကကိုတုံးတယ်ဖြုံးတယ် ဆိုလို့ရှိရင်တော့ကျွန်တော်ရက်တရားလည်းမกินနိုင်ပါဘူးကျွန်တော်ပြောတဲ့ငွေယူပေါက်ဆိုတာကိုတုံးတာဖြုံးတာမဟုတ်ပဲနဲ့ကံတရားကြောင့်ငွေယူပေါက်များနေတဲ့အရာတွေကိုရက်တန့်တော့ပြုလုပ်ရမယ့်ရက်တရားဖြစ်ပါတယ်ဆိုတော့ကိုယ့်လက်ထဲမှာငွေတသိန်းရှိတယ်ပေါ့။ဘာသွားမယ်၊ကလတ်တက်မယ်၊အင်ဂျီဝယ်မယ်၊နှခမ်းကြီးဝယ်မယ်၊ဒါတွေကိုမစင်မကျင်သုံးဖြုံနေတဲ့ငွေကြီးတွေကိုရက်တန့်သွားဖို့တဲ့ပြုလို့တာမဟုတ်ပါဘူး။ဥပမာပေါ့ဆိုတော့ကံတရားကြောင့်ငွေကုန်ကြီးကြဖြစ်တာရှိတယ်။ကိုကမလျော်လင့်ထားဘဲနဲ့ကားလေး ထိမိခိုင်းမိလို့ကားပြင်ရတာမျိုးကျမကြီးအားနေလို့ကျမကြီးစိတ်ကူတာချင်းကုံဆုံးတာမျိုးနော်ကိုကမတုံးမဖြုံးမဲနဲ့ကန်တရားကြောက်ဖြစ်ပေါ်တဲ့ငွေကြီးထွက်ပေါက်တွေကိုရက်တန့်သွားအောင်ပြုလုပ်ရမယ်ရက်တရားလေးတစ်ခုကိုဒီနေရာမှာလာရောက်ပြောပြပေးခြင်းဖြစ်ပါတယ်မိတ်ဆွေဒီရက်တရားကိုစိတ်ဝင်စားမှုရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ရှုပေးပါကျွန်တော်တော့အဘမင်းနိုင်ကရဲ့တပည့် အရင်ဆရာဇော်ရဲနောင်ဖြစ်ပါတယ်မိတ်ဆွေတို့ပုံမြဲတဲ့ဘေးဒင်းရေတရာတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုပြောမယ့်ရေတရာလေးကဘာလို့အောင်မလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နေနံတဲ့တစ်ပင်ရဲ့အကိုင်းကိုရှားမှာဖြစ်ပါတယ်ဥပမာဆိုကြပါစို့ကျွန်တော်တောက်ကြတာတယောက်ဆိုရင်ဥပမာတီဟိုတရက်စတာဖြစ်ပါတော့အဲ့လိုတက်ကိုင်းလေးညီရှားမယ်အဲ့တော့တက်ကိုင်းကိုဘာလို့အောင်မလဲဆိုတော့ပြီးရင်ဆက်ပြောမယ်နော် တော့တနင်္ဂနွေဆိုရင်ဩဇာရမယ်လို့နော်အများကြီးပေါ့နော်တနင်္ဂနွေမှာလည်းအာဟုအများကြီးရှိလို့အဲတနင်္လာမှာလည်းကားကားကငါအများကြီးရှိတယ်နော်အင်္ဂါမှာဆိုရင်ဆက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 ်ညအများကြီးရှိတယ်လို့ဘော်တူးမှာလည်းရလာဝအများကြီးရှိပါတယ်ကျွန်တော်ဗရီမှာဆိုရင်လည်းဖောက်ဖောက်ဘယ်ဘယ်မှာတောက်ကြမှာဆိုရင်တာဟာစနေမှာဆိုရင်ဒါတာတယ်လို့နော်စပြီးအဲ့ဒါနဲ့စတဲ့နေ့နံအပင်တွေရဲ့အကိုင်းအခက်အကိုင်းရောအခက်ကောပါတာလေးခုပါအရွက်တော့မလို့ရှိအောင်ရွက်ချွေလိုက်ပါအဲ့ရလာတဲ့အကိုင်းအခက်လေးကို အိမ်မှာတောင်းတလုံးယူရမှာဖြစ်ပါတယ်စံပီတောင်းเนาะရောက်ပါတယ်တောင်းတယ်လေဝါနဲ့လောက်တာတောင်းတယ်ရောက်ပါတယ်စံပီတောင်းအဲ့ကျတော့စံထည့်ရမှာเนาะစံပီတောင်းထည့်တော့မလုပ်ရမလဲစံထည့်ရမယ်ပြီးရင်အဲ့ဒီအကိုင်းစိုက်လိုက်ပါစံရဲ့အလေကောင်တက်တက်မှာနောက်တစ်ခုဘာထက်လို့လဲဆိုရင်ငမြအကျိတ်လို့ပါတယ်ငမြအကျိတ်ကတော့ရှားတာနည်းနည်းခက်ကောင်းခက်လိမ့်မယ်ဒါပေမဲ့ ရှိပါတယ်တော်တော်များများငါးများလိုက်လို့ရှိကြပါငါးများချိန်ကြာမှာအဲ့တော့ကိုယ့်ရဲ့ဝင်လာတမြောက်ဝင်ငွေဒဲကနေအကြီးဆုံးစက်ကူပဲဖြစ်ဖြစ်စက်ဟိုဟာငွေစက်ကူပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်ပတ်စံတရရပဲဖြစ်ငါးများချိန်လေးနဲ့ချိန်ပြီးတော့ခဏကအကိုင်းမှာငွေပရိဒါပြီးတည်လို့တည်ရမယ်နော်ဒီနေ့တသိန်းဝင်နေဆိုရင်တထောင်လောက်တော့ချိန်လို့ရတာပေါ့နော်အဲ့တော့အဲ့ဒီတစ်ပင်ကိုကိုယ့်ရဲ့ဧကန်ဘုရားရှင်မှာမထားပါနဲ့ရှုပ်လို့ ်နော်ဘုရားနဲ့မအဆက်တဲ့ဟာတွေဘုရားဆင်မှာမထားနဲ့အဲ့တော့ကိုယ့်ရဲ့ဧကန်ကိုယ့်ရဲ့ဧကန်ကိုနေတဲ့နေရာအမြင့်တနေရာမှာထားရမယ်ဆိုထားလို့ရပါတယ်အဲ့တော့ဘာလို့ဆိုလိုခြင်းဖြစ်လဲဆိုတော့ကိုယ့်ရဲ့ငွေတွေကိုပရိဒါပင်တည်နေလို့ပဲသဘောထားပါအဲ့တော့ငမားကြိတ်နဲ့ပတ်စံကိုဖောက်ပါပြီးရရင်အကြည့်ဂျိုးလေးနဲ့အဲ့ဒီရဲ့အခက်လေးတွေအကိုင်းလေးတွေမှာတွားပြီးတော့ငွေပရိဒါတွေပင်တည်ပါနော်အဲ့တော့ဒီလိုနဲ့လုံရင်းလုံရင်းနဲ့ငွေရလဲဝင်လာတယ်တထောင်တန်တည်လိုက်တယ် ဲ့တော့တစ်ခုလုံးပြည့်သွားပြီဆိုရင် absent လေးတွေပြန်ဖြုတ်ပြီးတော့အလူတန်းပြုတ်လို့ပါအလူတန်းကတော့ကိုကြိုက်နှစ်တက်တာကိုပြုတ်လို့ပါကိုကကိုဖုံးမဲလူလူမင်ဒီလာရှင်မဲလူလူနေကြတဲ့လူပဲလူလူပြုတ်လို့ပါဒါဆိုလို့ရှိရင်ကန်တရားကြောင့်ဖြစ်ပေါ်နေတဲ့မိတ်ဆွေတို့ရဲ့ငွေထပ်ပေါက်တွေရပ်တန့်တော့ပါလိမ့်မယ်ကိုကတော့အသုံးပြုံးတော့ရှော့ပါတော့အဲ့တော့ကိုရဲ့နေနံတဲ့အတိုင်းဖြတ်မယ်စံပြီးတော့ဝယ်မယ်အဲ့ဒါကိုစံထည့်မယ်ပြီးွားရင် အဲ့ဒီပြည်တော်နဲ့ကိုကျွန်တော်တို့ခဏကကျွန်တော်ယူလာတဲ့တစ်ကန်စိုက်မယ်စိုက်ပွားကိုယ့်ရဲ့ daily income ဒါမှမဟုတ်လို့ရှိရင်ဥမာဝန်ထမ်းတွေဆိုတစ်လတစ်ခါလက်စာရတယ်ပဲဖြစ်ဖြစ်ပေါ့နော်တစ်ရက်လောက်ပဲနော်အရင်အများကြီးလောက်ဆံမလို့ပါဘူးကိုယ်ကြိုက်တဲ့တက်တရားဥမာတထောင်တန်ထည့်ခြင်းလည်းထည့်ပေါ့နော်တထောင်တန်ထည့်ခြင်းလည်းထည့်900တန်ထည့်ခြင်းလည်းထည့်အဓိကငွေပရိဒါပင်တည်နေဆိုပြီးတာပဲနော်အဲ့ဒီအတိုင်းခက်လေးကိုအများကြီးလေးနဲ့ဖောက်ဖောက်ပြီးအချီချိုးလေးနဲ့ချီပြီးတော့ဒေတာပင်တွဲလောင်းလေးတွေငွေတွဲလောင်းလေးကြီးကြာနေလို့မျိုး အာဟိုဘောငွေပြေးတာပင်တည်ရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အိမ်ဧကန်ဒါမှမဟုတ်ကိုယ့်ရဲ့အိမ်ခန်းဘေးမှာထားလို့ရပါတယ်ဘုရားဆိုင်မှာမထားပါနဲ့ဘုရားဆိုင်မှာတချို့ဘုရားဆိုင်တွေကတေးနေအဲ့ဒါတွေကအရှုပ်ရှက်ခက်ကုန်မှာဆိုလို့လေနော်ထားခြင်းတစ်ပါးဆိုရင်လည်းထားလို့ရပါတယ်ဒါတော့ကုသနာရှိရာကိုလုပ်ပါအဲ့တော့အဲ့ဒီနီးနေကျွန်တော်တို့ရဲ့ဒီငွေကန်တရားကြောင့်ထွက်နေတဲ့အရာတွေကိုရက်တန့်ဖို့အတွက်ရည်ရည်ပြုလုပ်မယ်ဆိုပြုလုပ်လို့ရပါတယ်မိတ်ဆွေတို့အတွက်အပန်းလည်းမကြည့်ပါဘူးကုန်ကြစရိတ်လည်းမများပါဘူးနော် အာကုံကြစိတ်ဆိုလို့ရှိရင်ကျွန်တော်တို့စံပြီတောင်းဝယ်တဲ့ကုံကြစိတ်ပဲရှိမှာပါပြီးတော့ငွေများစိတ်ဝယ်တဲ့ကုံကြစိတ်ပဲရှိမှာပါအဲ့တော့တစ်ဖက်မှာကံတရားကြောင့်ကိုထွက်နေတဲ့ငွေတွေကတိမ့်နဲ့ချိနေတယ်အဲ့တော့ဒီရတရားလေးဟာတောင်းကနန်းလောက်ပဲရှိတယ်ဆိုတဲ့အတွက်ကြောင့်လို့မိတ်ဆွေတို့တွေ့လို့ကြည်ပါကုံငွေများများဝင်တယ်နေတိုင်းဝင်တယ်ဆိုရင်ငွေများစိတ်များများဆောင်ပါတလားတစ်ခါမှဝင်တဲ့လူတွေတော့ကတော့ဆယ်လစာအတွက်ငွေများစိတ် စေကူလောက်ဆောင်ရပါတယ်ခဏကျွန်တော် ပြောလို့ပဲတစ်ပိန်မှာအရန်ငွေပရိဒါတွေကပြုတ်တက်ပြီးတီးနေပြီဆိုလို့ရှိရင်အဲ့ဒီငွေတွေကိုအကုန်လုံးပြန်ပြီးတော့ဖြုတ်ပါငမများချက်ကိုသူ့နေရာနဲ့သူပြန်ထားပါအလှတန်းပြန်လုပ်ပါနောက်ဝင်လာတဲ့ငွေတွေကိုပြန်ပြီးတော့ပရိဒါတွေပြန်တီးပါအဲ့တော့တခုအရေးကြီးတာကတော့ကို့အနေနဲ့အကုန်လုံးဖြုတ်ပြီးလှူခြင်းလဲလှူဒါမှမဟုတ်လို့ရှိရင်လည်းတရက်နှုတ်ရက်လောက်ချမ်းမယ်ဆိုရင်လည်းချမ်းထားလိုက်ကို့ရဲ့ငွေလက်ကြီးတွေကိုအကုန်မထုတ်ခြင်းဆိုရင်လည်းချမ်းရင်လည်းချမ်းထားလို့ရပါတယ်အကုန်ထုတ်ခြင်းလည်းထုတ်လို့ရပါတယ်တချို့လူတွေက အကုန်မထုတ်ပဲထားလို့ရလားလို့မေးထားရင်တော့ပိုကောင်းတော့ဗောနော်အဲ့တော့တရက်နှစ်ရက်လောက်ထားကျန်တာတွေအကုန်လုံးအလူတန်းပြုတ်လို့ပါလှူတဲ့နေရာမှာကိုတရာတဲ့နေရာမှာစိတ်ကိုပျော့ပျော့ရွှင်ရွှင်လှူတန်းမှုအတွက်လိုလိုအပ်ပါတယ်အဲ့လှူတာကလည်းလေကျွန်တော်တစ်ခါလေကြတော့ရှေ့မှာမျက်စောပြရည်လေဟောခဲ့တယ်ဖုန်းကြီးလေဟောခဲ့တယ်ပြရအောင်လှူတာကလေမလှူတဲ့အကုသို့ဖြစ်တတ်ပါတယ်။ဒါကြောင့်လှူတဲ့နေရာမှာကိုစိတ်ပျော်ရွှင်ပြီးတော့ ကြည်နူးတဲ့နေရာမှာအလှူတန်းပြုတ်လို့ပါဘယ်နေရာမှာလှူပါလို့တော့မတတ်မှတ်ပါဘူးအဲ့တော့ကိုလှူချင်တာလှူအလှူချင်ပြီးတော့အဓိကကိုစိတ်ပျော်ရှင်ရမယ်เนาะလှူပါလေဆိုရင်မှစိတ်ပျော်ရှင်လို့လှူတာအဲ့အလှူလုံးနေစိတ်ညစ်သွားတာအများကြီးကြုံတွေ့လာတတ်တယ်ဒါကြောင့်မလို့တရားတရားရှိမှလှူပါကိုနေတရားတရားမရှိအဲ့ငွေမလှူနဲ့ဒီတိုင်းထားရလိုက်เนาะအဲ့တော့ဘယ်သူပဲလှူလှူလှူပါရင်လက်မကြည့်နဲ့ငါပေးလိုက်တဲ့ငွေကအာသူဘာလုံးမှာလဲသူမဟုတ်တာကြီးလုံးမလားဆိုတဲ့အတွေးမျိုးလည်းမတွေ့ပါနဲ့ကိုဘက်ကသူစရာရှိတာလှူလိုက်ပါ တစ်ဖက်ကအလှခံရတဲ့လူကသူကလှုပ်ချင်တာလို့ကိုနဲ့မဆိုင်တော့ဘူးလို့ပဲသဘောထားလိုက်ပါအဲ့တော့လိုက်ပြီးတွင်းနေလို့ရှိရင်သူ့အကုသူကကိုအကုသူဖြစ်တယ်နော်အဲ့တော့အလှတန်းမှာလည်းတစ်ခါလေကြတော့လှူတက်ဖို့အတွက်လိုအပ်ပါတယ်အဲ့ကျွန်တော်တို့ကဒုက္ခရောက်နေတဲ့လူတယောက်ကိုပတ်စံတသောင်းလှူလိုက်တယ်အဲ့တော့သူဒုက္ခရောက်နေကိုလှူလိုက်တာသူတသောင်းရသွားပြီပြီးသွားပြီကိုကိစ္စကအမှန်နဲ့တခမ်းပြတ်သွားပြီကိုကလှူလိုက်တယ်သူကတသောင်းရသွားတယ်အဲ့တော့အဲ့တောင်းတော့အရက်သွားတော့မလားတော့ဖဲသွားရိုက်မလားဆိုဆက်မတွေးပါနဲ့တွေးလို့ရှိရင် သူ့လုပ်တဲ့အကုတောကကိုယ့်စီကို feedback ပြန်ဝင်လာတယ်အဲ့တော့လှူတာကတက်တက်အဲ့အကုတောကတက်တက်ဖြစ်သွားလိမ့်မယ်ဒါကြောင့်မလို့လှူရင်ကိုကသူ့လက်ထဲလွှဲပြောင်းပေးလိုက်တဲ့အချိန်မှာကိုယ့်ကိစ္စတခမ်းရက်သွားပြီကြံတဲ့နောက် process ကအလှူကန်တဲ့လူဟာတော့သူလှုပ်ချင်တာလှုပ်သူ့ရဲ့ကောင်းကျိုးဆိုးကျိုးသူခံလိုက်မယ်ကိုကအလှူထမြောက်သွားပြီကိုကသူ့ကိုပတ်စံလှူလိုက်တယ်အဲ့ဒီလှူတဲ့နေရာမှာလေကိုယ့်ကိစ္စပြီးသွားပြီကြံတဲ့ကိစ္စကိုဆက်မစင်စားနိုင်တော့ဆက်စင်စားရင်မိတ်ဆွေ အဲပီတိဖြစ်တာတခဏပေါ့နော်ပီတိမဖြစ်ဘဲနဲ့အကုသိုလ်တွေဝင်လာမှာဇိုးလို့ပြက်ပြက်သသားနဲ့လှူလိုက်ပြီးပြက်ပြက်သသားငါလှူပြီးပြီဆိုပြထားလိုက်ဘယ်သူပါပဲပြောစိတ်ထဲမှာအဲ့ဒါအိုင်ကောင်းကဲထက်စဉ်းစားမိတယ်ဟဲ့နေရတော့သူ့ပတ်စံလှူလိုက်တာသူကတော့ဟိုမှာကြည့်အောင်ရက်တွေတောက်နေရက်သမားကိုနေပတ်စံလှူရကောင်းမလားဆိုပြီးတော့ချားလို့ပြောရင်လည်းခေါင်းထဲမထည့်နဲ့သူတို့ပြောလိုက်ငါကသူ့ကိုလှူလိုက်တဲ့နေရာမှာငါအလှူပါပြီးသွားကြတာသူဘာပဲလုပ်လို့ငါနဲ့မဆိုင်ဘူးအဲ့လိုပဲတွေးလိုက်နော်အဲ့တော့အလှူတန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့လဲဒါထက်ပြောတယ်ဆိုတာလဲကုသိုလ်ရစေချင်လို့ပါ ပတ်စံနဲ့ကုန်နေလူလက်ပင်ပန်းနေအကုသို့ရရဆိုမကောင်းဘူး။ဘာလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာအမြဲတမ်းအလူအလူတန်းတွေလုံနေတာပေါ့နော်။အဲ့တော့အဲ့အလူတန်းတွေကလုတော့လုတာပဲနာမည်တွေကတက်တာပဲ။ဒါပေမဲ့ကဲလားပြောလို့ပေါ့နော်။အကုသို့ပြန်ရမှာစိုးလို့ပါ။